မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျအဲဆရာမိတ်ဆွေအားလုံးအဆက်ဆက်ရရအဆင်ပြေကြပါစေလို့ဆရာကဥစွာဒီကနေ့မြတ်တာဘုဆူတောင်းတော်ပနာပြုလိုက်ပါတယ်ဘာလို့လုံးနဲ့ဆရာတို့တက္ကရီတစ်ခုကိုကုန်တော့မယ်တက္ကရီတစ်ခုကိုကုန်တော့မယ်ဆိုတော့ဒီ2025ကိုမကြခင်အခုဆိုရင်တော့2025ရဲ့17လပိုင်းလလေရောက်လာပြီအဲ့တော့2025ခုနှစ်ပြည့် အပေါင်းချင်းကိုဖြစ်တဲ့ Harmis ကိုကတ်ကိုကိုစားပြုတဲ့နှစ်ရဲ့အဲနောက်ဆုံးလောက်တော့ချီဒီလာကုန်ရင်ရောက်တော့မယ်အဲ့တော့ဒီ2025ခုနှစ်အတွင်းမှာဆက်မိတ်ဆွေတို့အနေနဲ့ဘယ်ယာတွေထူးထူးခြားခြားပြောင်းလဲခဲ့လဲဘယ်နေသားတွေရဲ့မိတ်ဆွေတို့ရဲ့ကံအားကိုဘယ်လိုကြည့်မလဲဒါဆိုနောက်နှစ်အတွက်ဘာတွေပြင်ဆင်ထားရမလဲအဲနောက်26မှာရောမိတ်ဆွေတို့ဘယ်လိုရှိမလဲဆိုတာကိုဆရာကအကျဉ်းသုံးသပ်ပေးမှာဖြစ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့ဒီ2025ခုနှစ်အတွင်းမှာတနင်္ဂနွေကစလို့ ရှစ်ရက်ပွားဟာလာခုနှစ်ရက်သားရှစ်ရက်ပွားတွေအားလုံးအဲကောမန့်လေးတွေရေးပြသွားကြပါဦး။ကံရှင်နေဘလို့ရှိမလဲ။ဒါအပြင်2026မှာဘာတွေပြင်ဆင်ထားရမလဲဦးဆရာကပြောပြပေးမှာဖြစ်ပါတယ်။2025 2025ကိုပေါင်းရင်ကိုကနန်းဖြစ်တဲ့နှစ်မှာမိတ်ဆွေတို့အားလုံးကဘာတွေအပြောင်းလဲဖြစ်ခဲ့သလဲ။ဆရာကပြောပြပေးမှာဖြစ်တယ်။ဘာမှမပြောခင်မှာဆရာမိတ်ဆွေတို့အနေနဲ့ဒီ2025ခုနှစ်အတွက်ဟာလာကုန်ပြီဆိုတော့ဒီဇင်ဘာလေးကိုရောက်လာပြီ။ဆရာ1389ကိုကုန်လို့78ကိုတော့ဆရာအဲတနစ်စာမပြီးတော့ဘူး။သို့တော့ ဟို2026ခုနှစ်အတွက်တနစ်စာဟုတော့ခုနှစ်ရသားရှိရသားသမီးတွေအားလုံးဆရာရှိမှလာပြီးတော့တနစ်စာဟောစရံနေကြိုတင်စီရင်သွင်းလို့တော့ရပါပြီ။သို့တော့ကြိုတင်တော့စီရင်သွင်းပြပါခင်ဗျာ။ဆရာမနစ်ကလိုပဲတူတူတူတော့မဟုတ်ဘူးတနစ်စာဟောစရံကတော့ဆရာရှိမှ9000ကျပ်ပါခင်ဗျာ။အဲမိတ်ဆွေတို့ရဲ့တနစ်တာလရရင်တော့ဟိုလရရဲ့အရှိန်နေတလာချင်းစီလိုက်ကိုအကျိုးပေးတဲ့အယောင်နေနေသားတွေကဏ္ဍတွေအရာတွေအားလုံးပြင်ကျမ်းမာရေးစီးပွားရေးလူမှုရေးအဲငွေကြေးအဆက်ဆက်ရရအားလုံးပါတဲ့ပြင်ကိုမိတ်ဆွေတို့နေဒီနေ့တည်းမှာဆရာရေရရတွေကိုလည်းဗာလေးအထည့်ပေးရမလဲဆိုတော့မိတ်ဆွေတို့စိတ်ဝင်စားလို့စောင့်ကြည့်ပေါ့။တေချာပါတယ်မိတ်ဆွေတို့နေတာမ န်စာတာစစ်ရင်အောင်ဆရာစေတနာလောက်ပို့တာဆိုတော့မိတ်ဆွေတို့2026ခုနှစ်အတွက်တနစ်စာခေါ်စရာရောဆရာဘာတွေလက်ဆောင်ပေးမလဲဆိုတော့မိတ်ဆွေတို့စင်ရင်မဲ့ကြိုတင်ပေးလိုက်ပါတခုတော့ပေးပါမယ်မနစ်ကအဲ2026အတွက်ကိုတနစ်စာခေါ်စရာနေမရတဲ့မိတ်ဆွေများကတော့ဆရာကိုနည်းနည်းလေးနားလည်ပေးပါဒီတနစ်တော့ကျွန်တော်မနစ်ကလည်းမရလို့ဆိုတာပြောပြပါကျွန်တော်ဦးစားပေးတော့ရေးပေးပါခင်ဗျာကျွန်တော်လည်းဒီမှာမန္တလေးရောက်လိုက်နေပြီးတော့ရောက်လိုက်တောင်ကြီးရောက်လိုက်နဲ့အဲ2025ခုနှစ်ကတော့ဆရာငယ်အတွက်တော့အဲဖိမမြဲတဲ့နှစ်ဖြစ်လာတော့အတေးကြပဲဖြစ်တယ်။ကောင်းပြီဆိုတော့ဒါဆိုရင်2025ကိုတနင်္ဂနွေကိုစတင်ပြီးတော့ဆရာတို့ review လောက်လိုက်ရအောင်။ 2025ခုနှစ်အတွင်းမှာအဲဆရာတို့နေ့တွေလီလီပြောင်းလိုက်ဟောဆရာပုံမှန်တိုင်းပြောနေကြဆိုလို့ရှိရင်နှစ်ကိုလကစားတယ်လကိုရက်ကစားတယ်ရက်ကိုနာရီကစားတယ်နာရီကိုမိနစ်ကစားတယ်မိနစ်ကိုအချိန်ကစားတယ်အချိန်တွေဒီလိုနဲ့နေ့လီလီရက်အတွေ့အတွေ့စက္ကန့်အပုံမကူပြောင်းလာတာအခုဆိုရင်မကြခင်မှာ2025ဆိုတဲ့တက္ကရီတစ်ခုကိုပုံတော့မယ်ပြက်ကလေးတစ်ခုကိုပုံတော့မယ်2026မှာဘာတွေပြင်ဆင်တင်တယ်လဲမိတ်ဆွေတနင်္ဂနွေသားသမီးတွေဘာတွေဖြစ်ခဲ့တယ်လဲဆိုတော့တေချာပါတယ်တနင်္ဂနွေသားသမီးမိတ်ဆွေများဖို့ကတော့2025ခုနှစ်ဟာ စိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ခဲ့တာတော့အသေးချာပဲဖြစ်တယ်အစမှာဟုတ်မလို့လို့နဲ့ယုံခံလိုက်ရဟာဘာကိုမဆိုအစင်တော့ပြေပါတယ်ဆိုရင်တော့တေချာတယ်တကွနေသားသမီးမိတ်ဆွေတွေဟာဒီနှစ်ထောင်26ခုလာမယ့်နှစ်ထောင်26ခုနှစ်မှာစိတ်ပူစရာကိုကျင်းသေးမလို့တော့ဘူးဘာကြောင့်လဲဆိုတော့နှစ်ထောင်25ခုနှစ်ဟာတကွနေသားသမီးမိတ်ဆွေများကိုကံအားအတက်ကြကိုကမြန်ခဲ့တယ်အထူးသဖြင့်မိသားစုရေးရာတွေအိမ်နွေးရေးရာတွေမှာအချို့အထွေအပွေလီတွေများခဲ့တယ်နေရာဆိုင်ခင်းဒေသအပြောင်းလဲတွေလည်းအများများခဲ့တဲ့နှစ်ဖြစ်ခဲ့တာတော့အသေးချာပဲဖြစ်တယ်သို့တော့ပြီးခဲ့တာတွေထားလိုက်တော့တကွနေသားသမီးမိတ်ဆွေတို့အနေနဲ့နှစ်ထောင်25ခုနှစ်မှာဆိုလို့ရှိရင်မကြခင် တလားဆိုရင်ဆရာတို့ဟောဒီဇင်ဘာကိုကုန်လို့ဇန်နဝါရီဆိုတဲ့2026ရဲ့ပြက်ကတိန်ကလကာတစ်ခုကိုစတော့မယ်အဲ့တော့2020ငါးခုနှစ်ထဲမှာမိတ်ဆွေတို့အနေနဲ့တနင်္ဂနွေသားသမီးတွေဟာလက်ရှိမှာတော်တိယော်တိလေးပဲဖြစ်ခဲ့တယ်။အရင်ကြီးစိုးထားတဲ့တဲမပါဘူးဆိုရင်တော့မိတ်ဆွေတို့ဟာ2026မှာတော့ကျင်းသေးပါအောင်စိတ်ပူစရာမလိုဘူး၊စိတ်ညစ်စရာမလိုဘူး။လက်မရေရေကြီးထောင်လို့ရပြီးတော့2025ကိုအစစဝဝမပိတ်သိမ်းခဲ့ဘူးဆိုရင်တော့2026ကိုရင်မကြီးကော့ပြီးတော့ဟာငါဟဲ့ဆိုပြီးတော့ယတနာပုံစိုက်ခင်းနဲ့စိုက်မဲ့သူလို့အဲတေချာတဲ့သားရွှေအိုးထားလာသူလို့အောင်နိုင်သူကြီးတခုလို့ အောင်လံလွှင့်မဲ့သူမျိုးလို့ရဲရဲဝင်းနဲ့ရှေ့သူဆောင်ရွက်လှုပ်ဆောင်ရင်အောင်မြင်မဲ့နေတေချာတဲ့ကျင်းတည်2025မှာမိတ်ဆွေတို့အနေနဲ့မညံ့ခဲ့ဘူးဆိုရင်တော့2026မှာမိတ်ဆွေတို့အတွက်ကံကောင်းခြင်းတွေတိုးတက်ခြင်းတွေရရှိမဲ့နှစ်ဖြစ်တာတော့အသေးချာပဲဖြစ်တယ်။သူ့အပြင်မိတ်ဆွေ2025ခုနှစ်အတွင်းမှာတနည်းဟုတ်နေသားသမီးမိတ်ဆွေတွေအနေနဲ့အဲမိတ်ဆွေတို့နေ2025ခုနှစ်ထဲမှာတနည်းဟုတ်နေသားသမီးမိတ်ဆွေတွေအနေနဲ့အဲလာမယ့်ကြံတဲ့တလှတာတို့တို့မှာဆိုရင်မိတ်ဆွေတို့ရဲ့ကံရှိနေတာဘာနဲ့ဖြတ်တန်းတင်တယ်လဲဆိုတော့အဲကုသိုလ်ကံအားဖြင့်ဆိုလို့ရှိရင်တော့အဆိုးတွေလည်းမရောက်သွားအောင်2026ကိုအညံ့နေလဲ အဲမရောက်သွားအောင်ကန်ညှမ်းမှုတွေဆိုရင်တော့ကန်ကောင်းတဲ့ဘက်ကိုရောက်ရှိသွားအောင်လို့ဆိုလို့ရှိရင်တော့မိတ်ဆွေတို့လန်တရားလေးပြင်တာမျိုးတို့เนาะအဲဝါးဖောင်ကလေးလှူတာမျိုးတို့ဝါးတရားကလေးစတိလှူတာမျိုးတို့လောက်ဆောင်ပြီးလို့ရှိရင်မိတ်ဆွေတို့နေ့တနင်္ဂနွေသားသမီးတွေအနေနဲ့2026ဟာကျင်းနေတယ်ကန်ကောင်းမှုတွေနဲ့စတင်စီမှာအသေးစားပဲဖြစ်တယ်လို့ဆရာပြောတဲ့တနစ်စာဟောစရမ်းနေမှာလဲဆရာပြောတဲ့တနစ်စာဟောစရမ်းနေမှာလဲမိတ်ဆွေတို့အနေနဲ့အဲ ဆရာပြောတဲ့တနစ်စာခေါ်စတဲ့နေ့မှာလည်းမိတ်ဆွေတို့အနေနဲ့အဲဘာပဲဖြစ်ဖြစ်ဟိုရေရာလေးကြီးလိုက်လို့ပေးပါဒါအပြင်နှစ်အကုန်ပြက်ကြင်ရေရာနဲ့အမိန့်ပြန်တဲ့ရေရာလေးကိုဆရာမိတ်ဆွေပြောအနေနဲ့အမိန့်ပြန်တဲ့ရေရာလေးတွေကိုဆရာမိတ်ဆွေပြောအနေနဲ့အလုတ်ဆောင်ပေးဖို့လိုအပ်ပါတယ်လို့ဆရာကတလောင်းပြောချင်ပါတယ်ဒါအပြင်နောက်တစ်ခုက2025ခုနှစ်ထဲမှာတနုနေသားသမီးမိတ်ဆွေများအနေနဲ့ကဒီမိတ်ဆွေတို့ရဲ့ကံဟာ ညံ့ခဲ့တယ်ဆိုလို့ရှိရင်တော့မဆရာပြောတဲ့နှစ်ကုံပိုင်းမှာဆရာပြောတဲ့အမိန့်ပြန်တန်းရေတရားတို့မသိလို့ရှိရင်လဲဆိုရှယ်မီဒီယာမှာခောက်ချလိုက်အမိန့်ပြန်တန်းရေတရားတို့ပြက်ကရင်ရေတရားလေးကိုလိုက်ပြီးတော့လှုပ်ပေးကြည့်ပါမိတ်ဆွေတို့ရဲ့ကန့်ညံ့မှုတွေဟာကန့်ကောက်မှုတွေရရှိပြီးတော့လက်ရှိမှာနေရာမမြဲအလုံးမမြဲဖြစ်မမြဲတဲ့တနုံးနေသားသမီးမိတ်ဆွေတို့အတွက်ကန်ဆာတာအပြောင်းလဲလေးနဲ့အထောက်ကူတော့90ရာခိုင်နှုန်းလောက်ရမှာအသေးစားပဲဖြစ်ကြောင်းနဲ့တနုံးနေသားသမီးတွေအတွက်တော့ကျင်းသေးပါတယ်2025ဟာညံ့ခဲ့တဲ့နှစ်ဖြစ်ခဲ့တာတော့အသေးစားပဲဖြစ်တယ်သို့တော့ညံ့ခဲ့တဲ့ဆိုတော့ညာလဲမိတ်ဆွေဟာတရားကြီးမညံ့ဘူးလက်ရှိမှာမိတ်ဆွေအနေနဲ့ဘယ်လောက်မှဆူဆူဘွားမညံ့နေဘူးကန်ကလည်းအရင်ကြီးစိုးမနေဘူးဆိုရင်တော့ တေချာတယ်မိတ်ဆွေ2026မှာမိတ်ဆွေကစိုးရိမ်စရာနှစ်မဟုတ်ပဲနဲ့တကယ်လို့ညံ့ခဲ့တဲ့မိတ်ဆွေများအနေနဲ့လဲဆရာပြီးတဲ့ရေတရာလေးကိုတေချာလေးလိုက်လုပ်ပြီးဂျင်အားဖြင့်မိတ်ဆွေတနုံးနေသားသမီးတွေဟာကန်စာတာဟာလက်ခမောက်ခတ်ရောက်လာအောင်ကောင်းမွန်လာမှာအတေချာပဲဖြစ်ကြောင်းနဲ့ဆရာရဲ့ရေတရာလေးကိုလိုက်ဆောင်ကြည့်ဖို့လိုအပ်ကြောင်းပြောရင်းနဲ့